မြန်မာလူမျိုးတွေဟာဆိုင်းမုတ်ထိုးပြီးတော့လူလေးတန်းလေးရှိကြတယ်လူတန်းတန်းကိုဆိုင်းမုတ်ထိုးလေးရှိကြတချို့ကအပြစ်ပြောတယ်ဘုန်းကြီးတို့ကတော့အပြစ်မမြင်ဘူးဆိုင်းမုတ်ထိုးခြင်းဟာမူလအရွယ်ချက်ကဘာလဲလို့ဆိုရင်တာဓုခေါ်ဖို့အမြဝေခြင်းသာဖြစ်တယ်နော်ဒါမှမဟုတ်ရှေးတုန်းကဆိုင်းမုတ်တွေမှာဘာပါတော့ဆိုရင်ဒါပြောင်းနေသည့်အတွက်ကြောင့်လူတွေဟာအိဗယ်ပါပြောင်းနေကြနတ်လူတာဓုခေါ်စေသောဆက်ပါ ုရှင်တော့ပေးစားတွေလှူတာအဖြစ်ဘာလူလူနတ် လူသားတို့ခေါ်စေတော့ပဲအဲ့ဒါအမြဝေးတာကုသကောင်းမှုကျောင်းတကြီးဆောက်တယ်လှူတယ်ဖရာတဆောင်တွေဆောက်လှူတယ်မိသားစုဘသူဘသူကောင်းမှုပြီးရင်သာဓုခေါ်စေတော့တကယ်ရည်ရွယ်ချက်သိမယ်ဆိုလို့ရှင်အများသာဓုခေါ်ဖို့ဆွေစဉ်မျိုးဆက်သာဓုခေါ်ဖို့အတွက်အမြဝေးခဲ့တယ်လို့သူပြောမှာဖြစ်တယ်ရှေးတုန်းက ပကံခေကဖရားတွေပါဆိုကြောက်စာထိုးပြီးတော့လှူခဲ့တာတွေဟာချိန်စာတွေတောင်ပါတယ်သူတို့ရဲ့ရွေးချက်တွေချိန်တာတော့ကောင်းတယ်လို့ပြောလို့မရဘူးလောက်ထီအောင်ချိန်ထားတော့ဆိုလို့ရှိရင်ဖတ်ဖူးတဲ့လူလည်းရှင်းကောင်းရှင်းနေတယ်ရှင်းအောင်တမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်ငါလှုပ်ထားတဲ့ကောင်းမှုကိုငါခဲသို့ပြုစုဆောင်ရှောက်ခဲ့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာငါနဲ့ထတ်ထူကောင်းရူးချမ်းသာရစေတည်းတဲ့နော် ငါရဲ့ကုသကောင်းမှုကိုပြက်လို့ပြက်စီလှုပ်တဲ့ပုဂ္ဂိုလ်သည်မဟာအဝိစီငရဲမှာခံစေသတည်းအရိမတရားဖျားနဲ့မကြုံရစေသတည်းမဖိုးရစေသတည်းဟောချိန်စားပြီးတိုက်သွားတာရှိအဲ့လိုတော့မတိုက်ကြနဲ့ဘောမကောင်းနော်